င်္ဂလာပါမြချင်းကသတင်းချာနဲ့အပတ်စဉ် TV အစီအစဉ်ကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ဒီအစီအစဉ်မှာကချင်ပြည်နယ်အတွင်းကသတင်းနဲ့သတင်းဆောင်မတွေအပြင်တိုင်းရင်းသားလူမျိုးစုတွေရဲ့အသံတွေကိုစူးစီးတင်ဆက်ပေးမှာဖြစ်ပါတယ်ဝိုင်းမော်မြို့နယ်နောင်ချင်းချေးရွာနဲ့လပန်ချေးရွာအတွင်းမှာရှိတဲ့ဆစ်ဆောင်စခန်းနေပြည်သူတွေဝမ်ပြတ်ဝမ်ရှော့အဖြစ်များပြီးစေဝါတွေလိုအပ်နေပါတယ်။နယ်မြေမတည်ငြိမ်မှုကြောင့်ဖက်ကမြုံနယ်လုံခင်ကျေးရွာမှာကြောင်တယောက်တူနေပါလာပါတယ်။ပြည်ရင်ပူပေါင်းတပ်တွေနဲ့ ဗမော်မြို့တိမ့်တိုက်ပွဲအချိန်လေးကိုလည်းတင်ဆက်ပေးမှာဖြစ်ပါတယ်။ဝိုင်းမော်မြို့နယ်နောင်ချင်းကျေးရွာနဲ့လပန်းကျေးရွာအတွင်းမှာရှိတဲ့ဆစ်ဆောင်စကန်းနေပြည်သူတွေဝမ်းပြက်ဝမ်းလျှော်ဖြစ်နေတဲ့အတွက်စီးဝါးတွေလိုအပ်နေတယ်လို့သိရပါတယ်။ရေကြီးပြီးနောက်ဆစ်ဆောင်စကန်းအတွင်းကအိမ်တိုင်းနီးပါးမှာကလေးလူငယ်လူကြီးမရွေးတယောက်ကနေ၄ယောက်အထိဝမ်းပြက်ဝမ်းလျှော်ဖြစ်နေကြတယ်လို့လပန်းဆစ်ဆောင်စကန်းနေစစ်ဘေးဆောင်အမျိုးသမီးတယောက်ကပြောပါရယ်။ 我不会说，这边来的，你用啊，咱们不会说别的。一般买瓦斯，高米顶高米中边，我买个几米高呢，改变的。俺前面用平的啦，俺就下边买些，俺木要些，什么啥是下顶用，卡个白，过那边的个啥也都可。你木卡个白，我在旁边呢。ဒါပြင်နောင်ချင်းစစ်ဆောင်စခန်းမှာလည်းဝမ်ပြဝမ်ရှော့ဖြစ်နေကြသူတွေအယောက်၄၀လောက်ရှိနေပြီးငက်ဖြားဖြစ်သူတွေလည်းရှိနေတဲ့အတွက်ဆေးဝါးတွေလိုအပ်နေတယ်လို့နောင်ချင်းစစ်ဆောင်စခန်းတာဝန်ခံကပြောပါရယ် ဝန်ကျဝန်ရှောကပြင်းနေတခုနဲ့ရကောနမ်တူကအဲ့ငယ်ချခင်ချင်းနေတယ်ရှာဝန်ကြီးကငါပဲပြစီစီစီဖြစ်မှုရှာဝန်တကယ်လည်းငါသာကောခုံချီတော့ကလည်းခုရဲဆိုရဒီကောကောလက်စမဖန်အာစိပလင်ကြီးတခောက်ချင်း7000တောင်ကျပေးရပြီးစိတ်ထိုးရင်တော့7000ကျပေးရလို့ဆိုပါတယ်ငွေချေမတတ်နိုင်တဲ့သူတွေအနေနဲ့ချင်းကားပြီးကုသနေရတယ်လို့ဈေးသက်သာတဲ့သက်စာထုတ်တွေ one big series ဒါဝယ်တောက်နေကြရတယ်လို့ဆိုပါရယ်စခန်းအတွင်းမှာဆေးဝါးမရှိတဲ့အပြင်ကျမရေးစောင်းလျှောက်ပေးမဲ့ဆရာဝန်တွေလည်းမရှိတဲ့အတွက်အပြင်ကိုသွားပြီးမိမိတန်နိုင်တဲ့လောက်ကူတာနေကြရလို့လည်းသိရပါရယ်လက်ရှိအချိန်လူကြီးတချို့အိရာထရတော့မထနိုင်တဲ့အခြေအနေတွေနဲ့ရင်ဆိုင်နေရတဲ့အတွက်ဆေးဝါးတွေကူညီပေးစီလိုရလို့အထက်ပါစိတ်ဆောင်အမျိုးသမီးကတောင်းဆိုပါရယ် အဲ့ဒီစစ်ဆောင်စခန်းတွေမှာခိုးလုံနေကြတဲ့စစ်ဆောင်အင်ချေ2000ဟာဝိုင်းမော်မြို့နယ်မြို့အနီးနားအခြေရွာတွေကနေမနစ်ကမတ်လ9ရက်နေ့ကစတင်ဖြစ်ပွားခဲ့တဲ့ KA ပူပေါင်းတပ်တွေနဲ့စစ်ကောင်စီတို့ကြားတိုက်ပွဲတွေကြောင်းတင်းဆောင်ခဲ့ကြရတဲ့သူတွေဖြစ်ပါတယ်ဖကမြုံနယ်လုံချင်းကြီးရွာမှာကျောင်းတွေဖွင့်နေပေမဲ့နေမြေမတည်ငြိမ်သေးတဲ့အတွက်ကျောင်းလာတက်တဲ့ကျောင်းသူကျောင်းသားတွေနေပါလာတယ်လို့ဒေသခံတွေစီကသိရပါဗျ။ လုံခင်ကျေးရွာနဲ့အနီးတဝိုင်းမှာနေတိုင်းလုံးလုံးစစ်ကောင်စီကစစ်ကြောင်းတွေထိုးနေတဲ့အပြင်လက်နက်ကြီးပစ်ကတ်တန်းတွေကြောင်းတချို့ကျောင်းသားမိဘတွေကကလေးတွေကိုကြောင်းမပူရကြဘူးလို့လုံခင်ဒေတာခံမြို့သားသူကပြောပါဗျာ။ဟိုဆိုရှင်ပြဆူရကြောင်းကြီးပေါ့။တဲ့ဒီမုံပြရန်တော့ဖြစ်မစားကောပြုံးကွာနေတဲ့ကြောင်းမှာငွေစားစားတော့တဲ့နေဖြစ်နေတဲ့တော့ကလည်း လုံခင်ချေရွာအုပ်စုမိုစီစာချေရွာမှာစစ်ကောင်စီစစ်ကြောင်းရှိနေတဲ့အတွက်ဗာဒာရေးရဖွင့်ထားတဲ့ကျောင်းတွေနဲ့ကုတူကုသကျောင်းတွေလည်းမဖွင့်ရကြသေးဘူးလို့သိရပါဗျ။ငွေချေတတ်နိုင်တဲ့ကျောင်းသားမိဘတွေကကိုပိုင်ကျောင်းတွေပုံနိုင်ကြပေမဲ့ငွေချေမတတ်နိုင်တဲ့ကျောင်းသားမိဘတွေကတော့ဗာဒာရေးရဖွင့်ထားတဲ့ကျောင်းတွေနဲ့ကုတူကုသကျောင်းတွေဖွင့်မယ့်အချိန်ကိုစောင့်နေကြတယ်လို့သိရပါဗျ။လုံခင်ဒေတာကအမျိုးသားသူကတော့လက်တလုံးစိတ်ရည်ချင်းနေကြောင်းကျောင်းသားမိဘတွေအနေနဲ့အထူးသတိထားပြီးမှကျောင်းပိုးတဲ့မပိုးတဲ့စဉ်းစားစီချင်တယ်လို့လည်း သူ့ရဲ့အမြင်ကိုသုံးသပ်ပြောဆိုပါရယ်။လုံကင်းကျေးရွာကအစိုးရအကြောင်းတွေမှာလဲကျောင်းသက်တဲ့ကျောင်းသူကျောင်းသားတွေကိုတိမ်မတွေ့မိပဲမဲ့ကျောင်းသက်တဲ့သူတွေလေးရှိနေရလို့နောက်ထပ်လုံကင်းဒေသခံအမျိုးသားတူဦးရဲ့ပြောပြချက်ရသိရပါရယ်။ဟိုစီစာကျေးရွာကကျောင်းလုပ်ကွဲကုမ္ပဏီတွေနဲ့ရင်းရံတရားတွေကိုနေတိုင်းနေပါစစ်ကောင်စီတပ်ကဝင်ရောက်မိရှုပ်ဖြက်စီရောက်ပြုလုပ်နေတာဖြစ်ပါရယ်။ ပီဂရမီလာ30ရက်နေ့ဖကံဘတ်စကြောင်းဒေါ်လာရဲ့စစ်ကောင်စစ်စကြောင်းတွေထဲကအင်အားတရာပါတဲ့စစ်ကြောင်းဟာမော်စီစာချေရွာကဖျားကုံးဘုံကြီးကျောင်းမှာဝင်ရောက်တပ်ဆွဲနေတာဖြစ်ပါတယ်ဖကမြုံနယ်လုံချင်းကြီးရွာကိုစစ်ကောင်စီစစ်ကြောင်းဝင်ရောက်လာပြီးနောက်ပိုင်းဒေရခန့်ပြည်သူတို့ချို့ဖမ်းဆီးတပ်ဖြတ်ခံရတာတွေရှိလာတဲ့အတွက်စိုးရိမ်နေကြရပါတယ် အဲ့ဒီစစ်ကောင်စီစစ်ကြောင်းတွေဟာလုံခင်းတဲ့ခြေဝအနီးတစ်ဝိုက်ကရွာတွေမျောတွေစီကိုနေ့တိုင်းညပါစစ်ကြောင်းထိုးနေတာဖြစ်ပြီးလက်မမတင်ကြတဲ့သူတွေကိုတပ်ဖြတ်မှုတွေရှိနေတယ်လို့ကျောင်းမြတ်ကုမ္ပဏီတွေကရင်ရန်တရားတွေကိုမြှို့ဆို့ဖျက်ဆီးတာတွေပြုလုပ်နေတာပါ gelten tauen der kuna unsua umsa kumwa kai yakaba jo kisame lambo kai na yakon le de go ante unsua nya na sindum lambo ti unsa ka le na ရခပယ်လမ်းကြီးကိုအမှုရတော့ဆက်လာရမှာပြီးခဲ့တဲ့ဇွန်လ14ရက်နေ့ကလုံခင်းကျေးရွာသမင်းဆိုင်တဆိုင်မှာအမျိုးသားတယောက်တနက်ပြစ်ခံခဲ့ရပါတယ်ဘယ်အဖွဲ့အစည်းကပြစ်တယ်ဆိုတာကိုတော့တည်တည်ကြာကြာမသိရပါဘူးဇွန်လ12ရက်နေ့မှာလဲမော်စီစာကျေးရွာတောင်ရကုန်းကရေသွင်းတစ်ခုမှာ အသက်ခံထားရတဲ့အမျိုးသားလေးယောက်ရဲ့အလောင်းကိုတွေ့ရှိခဲ့ပါတယ်။အသက်ခံရတဲ့အမျိုးသားလေးယောက်ကိုစစ်ကောင်စီတပ်က KIA တည်င်းပေးလို့ဆွဆွဲတပ်ဖြတ်ခဲ့တာဖြစ်ပေမဲ့အဲ့ဒီအမျိုးသားတွေကတာမန်ပြည်သူတွေပဲဖြစ်တယ်လို့နောက်ထပ်ဒေသခံပြည်သူတယောက်ကအမေချင်းနာတည်င်းချာနယ်ကိုပြောပြပါဗါတယ်။ဒါအပြင်ဇွန်လ17ရက်နေ့ကလည်းလုံခင်းဖက်ကလမ်းမကြီးမော်စီစာချေးွာလမ်းလေးစုံနေရာမှာတနက်နေ့ပြစ်တပ်ခံထားရတဲ့အမျိုးသား၃ယောက်ရဲ့အလောင်းကိုတွေ့ရှိခဲ့တာဖြစ်ပါတယ်။အဲ့ဒီနေရာအနီးကဖုန်ကြီးကျောင်းမှာစစ်ကောင်စီတပ်သားတွေတပ်ဆွဲနေရပါ။ ပြီးခဲ့တဲ့မေလ30ရက်နေ့ကဖကံဘက်စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီစစ်ကြောင်းတွေထဲကအင်အားတရာပါစစ်ကြောင်းဟာမော်စီစာချေးရွာကဖျားကုံဘုံကြီးကျောင်းမှာဝင်ရောက်တပ်ဆွဲနေတာဖြစ်ပါတယ်မွန်ရင်ခရိုင်အင်တော်ကြီးဒေသအတွင်းတိုက်ပွဲဖြစ်ပေါ်နေတာကြောင့်ရှောင်းသိမ်းနေရတဲ့ကျေးရွာကဒေသခံတွေအခုနှစ်လေယာဉ်လုကင်မှုအခက်အခဲဖြစ်နေပါဗျ အင်းတို့ကြီးဒီတာဆွင်ကုံချီရွာဘက်မှာကချွန်လက်ရီတမတော် KNA နဲ့စီကောင်းစီရဲ့စနေပူပေါင်းတက်တို့တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့်လေယာလုတ်ကင်ဖို့ခက်ခဲတဲ့အခြေအနေဖြစ်နေရလို့အင်းတို့ကြီးဒီတာခန်သူကမချနာတရင်ကြောင့်နေကိုပြောပါရယ်ဆုံးဖို့ကျဟပါတယ်ပြန်တော့ပြန်ကြည့်တာလည်းမတူဘူး။အရာမျိုးလားလားမဖြစ်ရမှာမြို့တီကပုံမှန်လုံးဝမဖြစ်တော့တော့တဲ့နင်ကကောင်းတာသူနင်ကတဲ့နင်ကတဲ့နင်ကပါတယ်ဟောဒီစကားလုံးကနမွန်ဟေပူဟေပါစနွင်ကုံ အင်တာနမောက်ကန်စားရကြရော်တွေပဲမှာအခြေအနေငြိမ်သက်မှုမရှိတဲ့အတွက်လေယာလောက်ကိုင်းနိုင်မယ့်အခြေအနေမရှိရကြောင်းလာမင်းနဲ့အခက်သွေးမှာကိုဆိုရင်းနေရတယ်လို့ဆိုပါရယ်တက်ပွဲဖြစ်ပေါ်မှုတွေအပြင်လက်နက်ကြီးရန်တန်ပစ်ခတ်တာတွေကြောင့်ခြေရော်တွေမှာနေထိုင်လို့မရတလို့လက်နက်ကြီးခြေရောက်ပောက်ခွဲပြီးလူကြီးခိုက်သိမ်းဆုံးတာတွေရှိနေရကြောင်းလေယာလောက်ကိုင်းဖို့လည်းအဆင်မပြေဘူးလို့ဆိုပါရယ်တချို့နေရာတွေမှာထိထိုးထားပြီးမြို့ကြီးပေါ်တာကြာတော့ပဲမဲ့သူပြေသိမ်းဆောင်သွားရတာကြောင့်မြို့စိတ်တွေကိုစိန်ပြီးပစ်ထားခဲ့ရတဲ့အခြေအနေဖြစ်နေတယ်လို့ပြောပါရယ် တိုက်ပွဲရဆက်ဖြစ်ပေါ်မှုတွေရှိနေတလို့ဆိုလားစီရနေရလေစွင်ကုံဘက်မှာဂန်ပူပေါင်းတပ်တွေနဲ့စစ်ကောင်စီပူပေါင်းတပ်တွေကြားတိုက်ပွဲဖြစ်ပွားခဲ့ပြီးဒေသတွင်းစစ်ဘေးရှောင်ပြည်သူတွေလည်းပိုပြီးများပြားလာတယ်လို့ဆိုပါရယ်ဒီဆက်ရသေးဆောင်နေကြတဲ့အင်းတို့ကြီးကရှေ့ဘက်ချမ်းမှာရှိတဲ့ဂျေဝါကားဒေတာခန်တွေဟာလေယာဉ်လောက်ဝင်စားတော့ကြတာများတယ်လို့လည်းသိရပါဗျ။ကြည်ပူပေါင်းတပ်တွေနဲ့ဗမုံပြုတ်သိမ်းတိုက်ပွဲအခြေအနေကိုလည်းတင်ဆက်ပေးမှာဖြစ်ပါတယ်။ ကချင်လိုလာရေးတမတော် KIA ပူပေါင်းတပ်ဖွဲ့တွေထိုးစစ်ဆင်ခဲ့တဲ့ဗမော်မြို့ဒင်းတိုက်ပွဲဟာအခုဆိုရင်အချိန်6လကျော်ကြာမြင့်နေပြီဖြစ်ပါတယ်တိုက်ပွဲကာလအချိန်ကြာမြင့်လာချိန် KIA တပ်ပေါင်းစုတွေကနေမြို့ကိုအလုံးစုံတင်ပိုက်နိုင်တာမရှိသေးပေမဲ့မြို့ရဲ့နေရာအများစုကိုတော့ထိန်းချုပ်ထားနိုင်တဲ့အခြေအနေပါ ဘော်မော်မြို့ဟာမိုင်ပေါင်း20ကျော်လောက်ရှိတဲ့ဆေးပြင်းမနေရာတွေဖြစ်တာကြောင့်တိုက်ခိုက်ရမှာအချိန်ကြာမြင့်နေပေမဲ့မြို့နေရာအများစုကို KIA ပူးပေါင်းတပ်စုတွေကနေထိန်းချုပ်ထားနိုင်ပြီးလို့ KIA KIA တည်တင်းနဲ့ပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီးနော်ဘူးကပြောပါတယ်အဒီကတော့အဲဒီဆရာကနေစစ်တက်တာပေါ့နော်။ဘုရင်မအလေးထားခြင်းမှစစ်ချုံးတွေထူထားတာချင်းလေ အာကျွန်တော်ဒိဋ္ဌာနအနေနဲ့တုံ့ပြန်တာပေါ့နော်ဘုံမဆိုတာလေမိုင်ပေါင်းစေကျော်ဝင်ချင်လို့ရှိတဲ့ပြတ်မှတ်တဖြစ်ပါလေပြဖို့နေရာတွေတင်းဖို့နေရာတွေများရှိတယ်အဲ့ဒါတခုပြီးတခုတင်းတာဖြစ်သွားတယ်အခုမတင်းရတာကတော့အဲသူတို့ကလည်းမကြလို့မတင်းရနေမှာပေါ့အဲ့တော့ဘုံမမျိုးတွေးပါလေအားလုံးပြီးပါတော့ကတော့ကျော်တို့ကေရနဲ့ပူပေါင်းတတ်တယ်တင်းတာပါပဲကချင်ပြည်နယ်ရဲ့ဒုတိယမြို့တော်ဖြစ်တဲ့ဘုံမမျိုးတွင်ကစစ်ကောင်စီတပ်စခန်းတွေရော KIA PDF ပူပေါင်းတပ်ဖွဲ့တွေကနေဒဇမလာ၄ရက်နေ့ကစတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါတယ်။မြို့သိမ်းတိုက်ပွဲ၆လကျော်အချိန်ကာလရဲ့ကြားကာလဖြစ်တဲ့ပြီးခဲ့တဲ့ March လအတွင်းကစကိုင်းငရင်ကြီးလောက်ခတ်ခဲ့တဲ့အတွက်ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကိုလုပ်ကိုင်နိုင်ဖို့ဆိုပြီးစစ်ကောင်စီဘက်ကယာယီအပြစ်ရက်တယ်လို့ကြေညာပါတယ်။ KO ဘက်ကလည်း April ၂ရက်နေ့ကနေ April 22ရက်နေ့အထိအပြစ်ရကြောင်းကြေညာခဲ့ပြီးအပြစ်ရသဘောတူညီမှုတွေကိုစစ်ကောင်စီကိုယ်တိုင်လိုက်နာဖို့ထုတ်ပြန်ခဲ့ပါတယ်။ ဧပြီလ၂ရက်နေ့ကနေ22ရက်နေ့အထိတကြိမ်ဧပြီလ23ရက်နေ့ကနေ30ရက်နေ့အထိတကြိမ်မေလ6ရက်နေ့ကနေ31ရက်နေ့အထိတကြိမ်စုစုပေါင်း3ကြိမ်ယာယီအပြစ်ခတ်ရဆဲကြောင်းစစ်ကောင်စီဘက်ကကြေညာခဲ့ပါတယ်စစ်ကောင်စီဘက်ကယာယီအပြစ်ရကြေညာခဲ့ပေမဲ့တော်လန်ရေးတပ်ဖွဲ့တွေနေရာယူထားတဲ့နေရာတချို့ကိုလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပါတယ် ပြီးခဲ့တဲ့မေလတတိယဘက်ကနေဇွန်လ3ရက်အထိသုံးပတ်သာအတွင်းကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ဖွဲ့တွေနေရာယူထားတဲ့အနီးတစ်ဝိုက်ကိုစစ်ကောင်စီကလေကြောင်းအနေနဲ့အကြိမ်280လောက်ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့ KIO KIA တတင်းနဲ့ပြန်ကြားရေးဌာနကဖော်ပြပါဗယ်ဘုံမမျိုးမြေပြင်အခြေအနေနဲ့ပတ်သက်ပြီးစကောင်စီဘက်ကမြေပြင်အဆက်အသွယ်မရှိတာကြောင့်လေရင်နဲ့လာချပေးတဲ့အစားအသောက်တွေလက်နက်ခြေစံတွေကိုပဲအဓိကထားပြီးတော့ခုခံနေတဲ့အခြေအနေလို့ဆိုပါရစေ။ ဒါအပြင် KIA ပူပေါင်းတပ်တွေကနေပမော်မြို့အတွင်းတပ်စခန်းချနေထိုင်နေတဲ့စစ်ကောင်စီတပ်စခန်းအများစုကိုတိုက်ခိုက်သိမ်းပိုက်နိုင်ပြီဖြစ်တဲ့အပြင်စကခ27တပ်စခန်းကိုဆက်လက်သိမ်းပိုက်နိုင်ရေးကြိုးပမ်းနေဆက်ဖြစ်တယ်လို့ KIO KIA တည်တင်းနဲ့ပြန်ကြားရေးဌာနကဖော်ပြထားပါတယ်စစ်ကောင်စီဘက်ကလက်နက်ကြီးလက်နက်ငယ် drone လေယာဉ်တွေနဲ့နေ့တိုင်းပြစ်ခတ်တိုက်ခိုက်နေဆက်ဖြစ်တယ်လို့လည်းဆိုပါတယ်ပမော်မြို့မကြရှုံရေးစစ်ကောင်စီကနေရှိတဲ့အင်အားတွေနဲ့အစွမ်းကုန်ခုခံနေရလို့ဆိုပါတယ် 俺们做路线了，我们俺们那金边那边也,也,很也有很多批发的。我们我们家路线了，都来到了这个那边去。我们我们家俺们那都来西边，因为俺们俺们松江都来库干部落偏西太老的。你有对马来人，都来打他们西边尼亚马来，比如说，因为印尼安西泰地方，都尼尼玛库干那边西边。 ဗမာမျိုးဒိန်းတိုက်ပွဲစတင်ပြီးနောက်ဇန်နဝါရီလအတွင်းမှာဗမာတန်ချက်ကတပ်ရင်း9006တပ်စခန်းနဲ့၄တပ်စခန်းကိုသိမ်းပိုင်နိုင်ခဲ့ပါတယ်။တဆက်တည်းမှာပဲဖေဖော်ဝါရီလ၂ရက်နေ့မနက်အစောပိုင်းကနေစကခ27တပ်ကိုပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်တဲ့အပြင်အမြောက်တပ်အမတ်366ခလာယာ136ကန်တော်စတင်ချောင်းမှာတပ်စခန်းချနေထိုင်နေတဲ့စစ်ကောင်စီတပ်စခန်းတွေကိုပါ KIA ဦးဆောင်တဲ့ပူးပေါင်းတပ်ဖွဲ့ကနေတိုက်ခိုက်ခဲ့ပြီးဖေဖော်ဝါရီလ၂ရက်နေ့ညနေပိုင်းမှာတော့စစ်ကောင်စီရဲ့အမြောက်တပ်ရင်း366ကိုသိမ်းပိုင်နိုင်ခဲ့တာပါ။ ကန်နိုစာတင်ချောင်းမှာတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်ကိုလည်းဖေဗရူလာ3ရက်နေ့မှာအပြီးအစီတိုက်ခိုက်သိမ်းပိုင်နိုင်ခဲ့လို့ဆိုထားပါတယ်။ဖေဗရူလာ20ရက်နေ့မှာတော့ခလာယာ136ကိုသိမ်းပိုင်နိုင်ခဲ့ပြီးလက်ရှိ KIA ပူးပေါင်းတပ်ဖွဲ့တွေကနေဗမော်မြို့နေရာအများစုကိုထိန်းချုပ်ထားနိုင်တဲ့အခြေအနေပါ။ ဘမမျိုးအတွင်းကစစ်ကောင်စီတပ်တွေကို KIAPDF ပူးပေါင်းတပ်ဖွဲ့တွေကနေထိုးစစ်ဆင်တဲ့နေ့ကစပြီးတိုက်ပွဲကာလ9လကျော်အကြာမေလ20ရက်နေ့မှာတော့ဘမမျိုးဘက်စစ်အင်အားစစ်လက်နက်တွေယူပို့ဆောင်ပေးတဲ့ရဟရင်30ဆင်းထက်20ဆင်းကို KIA တပ်ပေါင်းစုကနေပစ်ချနိုင်ခဲ့ပါတယ်။အမတ်23စစ်စင်ရေးကုကဲမှုဌာနချုပ်အမတ်40ကွန်ခြေလင်းတပ်ရင်းစေတပ်ရင်းထောက်ပို့တပ်နဲ့အင်ဂျင်နီယာတပ်ရင်းတွေတပ်ဆွဲထားတဲ့နေရာတွေအားလုံးမှာ ပြင်းပြင်းထန်ထန်တိုက်ပွဲတွေဖြစ်နေရလို့ KOKA ဒနေနဲ့ပြန်ကြားရေးဌာနရဲ့မေလ၄ရက်နေ့ထုတ်လွှင့်တဲ့သတင်းရုပ်သံမှာလည်းဖော်ပြထားပါတယ်။ပုံမှန်မျိုးပဲတိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီးနှစ်ဖက်တပ်ဖွဲ့ကအစွမ်းကုန်တိုက်ခိုက်နေတာကိုမြင်ရတဲ့အပြင်ဖက်ကန်ဒေတာဘက်တွေမှာလည်းစစ်ကောင်စီတပ်နဲ့ပြည်သူစစ်တပ်ဖွဲ့တွေပူးပေါင်းပြီးထိုးစစ်ဆင်လာတဲ့အပိုင်းတွေရှိတာကြောင့်ကချင်ပြည်နယ်အတွင်းစစ်ရှိန်ပုံမြင့်လာတဲ့သဘောမျိုးရှိရလို့ကချင်နိုင်ငံရဲ့တုံ့တက်လိလာသူတယောက်ကလည်းမှတ်ချက်ပြုပါရယ်။နှစ်ဖက်စလုံးကတိုက်ပွဲတွေပြင်းထန်နေရောရင်းချမ်းရေးဘက်ကတော့တွားဖို့တော့ ညာရီလို့ပါတယ်သူဆိုဆိုနေမှုဒီတော့မှမရှိသေးဘူးဆိုတော့ငင်းကြရီတော့ဘယ်လိုမှမဖြစ်နိုင်သေးပါဘူးအဓိကတော့ဒီအိနေပုံပတ်တီကတော့ဒီစီအာနာရှင်စနစ်ကိုသုံးလမ်းပြီးတော့တိုက်ခိုက်အောင်မြုပ်ဖို့ပဲသူတို့စီပန်းစိတ်ဆန္ဒရှိနေတဲ့ပုံရတယ်ဒါကြောင့်လည်းငင်းချမ်းရီကိုအခုလက်ရှိမှာတော့ငင်းချမ်းရီစကားပြောတဲ့အခြေအနေမျိုးတော့မတွေ့ရဘူး ဗမော်မျိုးပဲတိုက်ပွဲတွေပြင်းထန်နေချင်းစစ်ကောင်စီဟာဖက်ကန်ဒေတာကိုပြန်လည်စိုးမိုးနိုင်ဖို့မေလ၄ရက်နေ့ကစပြီးမြစ်ကျနာဖက်ကန်လန်းကိုအင်အားရာကြီးပိုင်းနဲ့စစ်ကြောင်းထိုးလာတာဖြစ်ပြီး KIA KBD ရဲ့ပူပေါင်းတပ်တွေကလည်းကြားဖြတ်ခုခံတိုက်ခိုက်တာတွေရှိခဲ့ပြီးအရှိအချိန်မှာတော့ဖက်ကန်ဒေတာဘက်မှလည်းနှစ်ဖက်သက်စည်ရေးတင်းမာလာတဲ့အခြေအနေရှိနေပါတယ် KIA နဲ့ KBD ရဲ့ပူပေါင်းတပ်ဖွဲ့တွေကလည်းစတင်ခဲ့တဲ့ကချင်ပြည်နယ်အတွင်းကထိုးစစ်တိုက်ပွဲတစ်နှစ်ပြည့်ခါနေ့အချိန်မှာတရုတ်မြန်မာနယ်စပ်ကုန်းတွေဂိတ်ရှိရာလွယ်ကျယ်မြို့နဲ့ကံပိုင်ဒီမြို့အပါ ်စံဘရာဘုံမြို့အန်ဂျန်ယောင်မြို့စတုံးစံဘူမြို့လာမိုးမောက်တော့ဖုံယံဂျပွေဆော်လောပန်ဝါဖီမောအစားရှိတဲ့နယ်မြေဒေသမြို့နယ်မြို့နယ်ခွဲပေါင်း၁၀ခုကျော်ကိုတင်ပိုက်ထားနိုင်တယ်လို့စစ်ကောင်စီရဲ့တပ်စခန်းကြီးငယ်အနည်းဆုံး300ကျော်ကိုတင်ပိုက်နိုင်ခဲ့ပါတယ်မြန်မာသတင်းကြောင်နဲ့ TV အစီအစဉ်ကိုအပစင်ချာတာပရင်းနဲ့မနေ့၈နိုင်တိုင်းမှာတင်ဆက်ပေးရောမှာဖြစ်တာကြောင့်မြန်မာသတင်းကြောင်ရဲ့ Facebook YouTube, Telegram, Instagram စတဲ့ online channel တွေမှာလာရောက်ကြည့်ရှုနိုင်ပါတယ်။ပရိသတ်အားလုံးကိုယ်စိတ်နှလုံးသုံးပါကျန်းမာချမ်းသာကြပါစေ။